တင်ဆက်ပေးမယ့်သတင်းကတော့ဆက်စံရေးတင်မာမှုတွေကြောင့်ဂျပန်ရေထွက်ကုန်များတည်သွင်းမှုကိုတရုတ်ပိတ်ပင်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။တရုတ်နိုင်ငံဟာနှစ်နိုင်ငံကြားဆက်စံရေးတင်မာမှုတွေမြင့်တက်လာပြီးနောက်မှာဂျပန်နိုင်ငံကနေရေထွက်ကုန်တွေတည်သွင်းနေမှုတွေကိုပိတ်ပင်လိုက်ပြီးဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီရှိကပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့မှာတရုတ်တိုင်ပင်ကျွန်းရေးဟာဂျပန်နိုင်ငံရဲ့ဖြစ်တည်မှုကိုရှင်းရှင်းနေရလို့ပြောကြခဲ့တာကြောင့်ဂျပန်နဲ့တရုတ်နိုင်ငံကြားမှာဆက်စပ်ရေးတင်မာမှုတွေမြင့်တက်လာခဲ့တာပါ တရုတ်ဆေးရဘက်ကတက္ကသိုလ်ရဲ့ပြောကြားမှုကိုပြင်းပြင်းထန်ထန်ရှင်းပြခဲ့တယ်လို့တရုတ်နိုင်ငံသားတွေကိုဂျပန်နိုင်ငံကိုတွားရောက်လေပတ်တာတွေလုပ်ရင်တတိပြည်ဖို့အတွက်တတိပေးမှုတွေလည်းလှုပ်ဆောင်ခဲ့ပါတယ်။တရုတ်ဆေးရဘက်ကဂျပန်နိုင်ငံကိုတွားရောက်လေပတ်တာတွေကိုလုပ်ရင်တတိပြည်ဖို့အတွက်တတိပေးတာမျိုးတွေလည်းလှုပ်ဆောင်ခဲ့ပါတယ်။တရုတ်ဆိုရဘက်ကထပ်မံတုတ်ပြန်တဲ့အနေနဲ့ဂျပန်နိုင်ငံကထွက်ရှိတဲ့ရေထွက်ကုန်တွေတရုတ်နိုင်ငံနဲ့ကိုတည်တွင်းထားတယ်မလို့ဖို့အတွက်လည်းပြိပိန်နေတာပါ တရုတ်နိုင်ငံဟာ2023ခုနှစ်ကလေးကပြည်ပင်ထားခဲ့တဲ့ဂျပန်ရေထွက်ကုန်တင်သွင်းမှုတွေကိုမကြသေးခင်ကမှပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပြီးဆက်စပ်ရေးတမမှုတွေမြင့်တက်လာတာကြောင့်ပြန်လည်ပြည်ပင်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆိုရရဲ့ပြောရေးဆိုခွင့်ရှိသူကဂျပန်နိုင်ငံထဲမှာပရတ္တဆဖြစ်ပွားခဲ့မှုတွေဖူကူရှိမာနျူကလ িয়ার တပောင်ဖို့ကြောင့်ရေထွက်ညဉ့်ဉဏ်မှုတွေရဲ့အကျိုးဆက်ကိုစိုးရိမ်လာကြောင်းဂျပန်ရေထွက်ကုန်တင်သွင်းတာကိုပြန်လည်ပြည်ပင်ခဲ့တာဖြစ်တယ်လို့ပြောကြခဲ့ပါတယ်။ဒီတဲ့တော့ညီချောင်းကပြပေါ်လာပါဗျ။ thank you